ဝင်မင်္ဂလာပါဗျာအောင်သူ knowledge sharing ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်သူပါကျွန်တော်ဒီနေ့ပြောပြချင်တာကတော့ excel အခြေခံအဆင့်မှာအသုံးပြုတဲ့ date function တွေအကြောင်းပဲဖြစ်ပါတယ်။ကောင်းပြီဒါဆိုကျွန်တော်သင်ခန်းစာကိုစလိုက်အောင်အဲ့တော့ဒီသင်ခန်းစာလေးမစတင်ခင်မှာကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ရှင်းပြတဲ့ video file လေးကိုကြိုက်နေတဲ့ဆိုရင်လည်း like share လေးလုပ်ပြီးတော့မျှဝေသွားနိုင်ပါတယ်။ကောင်းပြီအဲ့တော့ကျွန်တော် date function တွေကိုစပြီးတော့လေ့လာမယ်။ ဲ့တော့ကျွန်တော်တို့က date function တွေဒီနေဆွေရိုက်ထည့်ထားတဲ့ဆဲကွက်တွေကနေရက်တွေလတွေခုနှစ်သက် grid တွေကိုခွဲထုတ်ခြင်းရင်အသုံးပြုရတဲ့ function တွေဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ဒီ function တွေအကုန်လုံးနဲ့မိတ်ဆက်ပေးပါမယ်ပထမဆုံးမိတ်ဆက်ပေးခြင်းတဲ့ function ကတော့ day function ဖြစ်ပါတယ်အဲ့တော့ day function ဒီနေဆွေရိုက်ထည့်ထားတဲ့အကွက်ထဲကနေရက်တွေကိုကြည့်ပဲခွဲထုတ်ခြင်းနဲ့ဆိုရင်အသုံးပြုရတဲ့ function မှာ အဲ့တော့သူ့ရဲ့ argument နဲ့ equal dy day လို့ရိုက်လိုက်မယ် sorry dy day dy day step ကုန်မယ် serial number ဆိုတဲ့နေရာမှာ day ရိုက်ထည့်ထားတဲ့10ခွက်ကိုညွှန်ပြပေးရင်လည်းရတယ်သို့မဟုတ် double quotation ခံပြီးတော့အခုလိုမျိုး day ရိုက်ထည့်ရင်လည်းရပါတယ်အဲ့တော့ကျွန်တော်ကတော့အခုเนาะ double quotation မခံတော့ဘူး day ရိုက်ထည့်ထားတဲ့10ခွက်ကိုညွှန်ပြပေးလိုက်မယ် control under ပြီးသွားရင်တော့ double click နဲ့ copy ကူးလိုက်မယ်ဒါဆိုရင်ရက်ဆွဲရိုက်ထားတဲ့အကွက်တွေတဲက date တွေကိုကြည့်ပဲကျွန်တော်တို့ဖော်ပြပေးမှာပါတကယ်လို့လနံပါတ်တွေကိုလိုချင်နေဆိုရင်တော့ equal mon man function ကိုတုံးမယ် man function ကိုတုံးပြီးတော့နေဆွဲရိုက်ထားတဲ့ဘက် click မယ် control enter ခေါက်မယ်ပြီးရင်တော့ကျွန်တော်တို့ double click ပေးမှာဖြစ်ပါတယ်ကောင်းပြီနောက်တစ်ခုကတော့ year function မှာ equal year year ါဆိုရင်နေဆွဲရတဲ့အကွက်ကိုညှို့မယ် control enter ခေါက်မယ် double click ပေးမယ်အဲ့တော့ကျွန်တော်တို့က exam မှာ date function ဆိုတာပါဝင်ပါတယ်ဘာကြောင့် date function ကိုပါဝင်တာလဲဆိုတော့အဲကျွန်တော်တို့တချို့သော software တွေက exam တဲ့ကိုเนาะဒီဒီ software တွေကအချက်အလက်တွေကို exam တဲ့ကိုဆွဲထုတ်လိုက်တဲ့အခါကျရင်အခုလိုမျိုး date တက်တက် month တက်တက် year တက်တက် column database နဲ့ခွဲထုတ်ပေးပါတယ်အဲ့ဒီလိုအခြေအနေမျိုးမှာကိုကအဲ့ဒါတွေကို date ပြန်ပြောင်းခြင်းတယ်ဆိုရင် date function ကိုအသုံးပြုရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီအခု equal date date အဲ့တော့ year ဆိုတဲ့နေရာမှာကျွန်တော်တို့က year ကိုကိုစားပြုတဲ့ကိန်းဂဏန်းကိုထည့်ပေးရမယ် month ဆိုတဲ့နေရာမှာ month ကိုကိုစားပြုတဲ့ကိန်းဂဏန်းကိုထည့်ပေးရမယ် day ဆိုတဲ့နေရာမှာ day ကိုကိုစားပြုတဲ့ကိန်းဂဏန်းကိုထည့်ပေးရမှာပါဒါဆိုရင်ကျွန်တော်က year ဆိုတဲ့နေရာမှာ year comma ကုတ်မယ် month ဆိုတဲ့နေရာမှာ comma ကုတ်မယ် day ဆိုတဲ့နေရာမှာ ဇဲကွက်ကိုထည့်လိုက်မယ်ထည့်ပြီးသွားရတဲ့ control under ခောက်လိုက်ရင်ကျွန်တော်တို့ဒီ date format ကိုအလိုလျောက်ပြောင်းပေးတဲ့ date တွေပြန်ရမှာဖြစ်ပါတယ်တပည့်ကလေးနဲ့ကျွန်တော် copy ကူးလိုက်မယ်နောက်တစ်ခုကတော့နောက်တစ်ခုမိတ်ဆက်ပေးခြင်းတာကတော့ date it function မှာအဲ့တော့ date it function ကဘာအဖြေကိုထုတ်ပေးသလဲဆိုတော့ start date နဲ့ and date ကြာကာလအကွာအဝေးတွေကိုနေပေါင်းလပေါင်းနှစ်ပေါင်းနဲ့လိုချင်ရင် အဲကျွန်တော်တို့ data it function ကို သုံးနိုင်ပါတယ်ဆိုလိုတဲ့အဓိပ္ပာယ်ကကာလတစ်ခုရဲ့အစနဲ့ကာလတစ်ခုရဲ့အဆုံးမှာရှိနေတဲ့ကြာချိန်ကိုရက်ပေါင်းဘယ်လောက်ကြာပြီလဲသိချင်သုံးမယ်လပေါင်းဘယ်လောက်ကြာပြီလဲသိချင်သုံးမယ်နှစ်ပေါင်းဘယ်လောက်ကြာပြီလဲသိချင်သုံးပါပါအဲ့တော့ကျွန်တော်တို့ဒီ extra mat အစွန်းထွက်လတွေကိုလိုချင်တယ်အစွန်းထွက်ရက်တွေကိုလိုချင်တယ်ဆိုရင်တော့အခု ym နဲ့ md ဆိုတဲ့ argument နှစ်ခုသုံးပါပါအဲ့တော့ data type function မှာက နော်အဲဒီနေရာမှာမှတ်ထားရမှာကအဲကျွန်တော် syntax မှာမပါဝင်ပါဘူးသူ့ကို z တက်ရိုက်ထည့်ရမှာဖြစ်ပါတယ်အဲ့တော့ equal d a t e d i f တွင်းစအဲ့တော့ပထမဆုံး argument က static ထည့်ပေးရမှာဖြစ်တယ် static ပြီးတော့ comma ကုတ်မယ်ပြီးရင် undate ထည့်ပေးရမှာဖြစ်တယ်အဲ့တော့ static နဲ့ undate ကြာနေပေါင်းဘလောက်กว่าပြီလဲသိချင်ရင် d ဆိုတဲ့စကားလုံးကိုကျွန်တော်တို့ကရိုက်သွင်းပေးရမယ်လို့ပဲမယ်ကျွန်တော်ကရိုက်မသွင်းချင်တော့အပေါ်မှာ d လို့ရေးထားတယ် သူ့ကိုညွှန်ပေးလိုက်ပါအဲ့တော့ control under ခောက်လိုက်တာနဲ့ဒီပိုင်းနဲ့ static နဲ့ end date ကြားမှာ360နဲ့5ရက်ပေါ့ဒါတစ်နှစ်5ရက်ရှိပြီလို့ဖော်ပြပေးတယ်သို့ပေမဲ့အဖြေက360နဲ့4ရက်ဖြစ်နေပါတယ်ဘာကြောင့်လဲဆိုတော့အခုဒီနေ့ည7နာရီမထိုးသေးတော့ဒီနေ့ကိုသူကထည့်မတော့ပါဘူးဒါဆိုရင်ကျွန်တော်တို့ကမှန်ကန်တဲ့အဖြေကိုလိုချင်တဲ့ဆိုရင် date function တွေအသုံးပြုတိုင်းပြုတိုင်းတစ်ရက်ထပ်ပေါင်းပေးရပါမယ်ဒါဆိုရင်တော့ကျွန်တော် F2 key နှိပ်လိုက်တယ် အပေါင်းနှိပ်လိုက်တယ်တက်လို့ရလိုက်တယ် control under ခောက်လိုက်တယ်နော်အဲ့တော့ဒီနေရာမှာ date format ပြောင်းသွားတယ် control shift type key ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင် general format ရပြီ double click နဲ့ copy ကူးမယ်ကူးလိုက်တဲ့အခါမှာအောက်ကအကွက်တွေကကျွန်တော်တို့ဒီနေရာမှာ error ဖြစ်နေတယ်ဘာကြောင့်လဲဆိုတော့ဟောဒီ D ကိုညွှန်းထားတဲ့ဆဲဘွက်ကိုကျွန်တော်ကလောမချခဲ့လို့ပါ အဲ့တော့ဒီဆဲခွက်မပြောင်းသွားအောင်ကျွန်တော်ဒီ clip ပေးပြီးတော့ F9 F4 key နဲ့ lock ချမှာဖြစ်တယ်အဲ့တော့ဒီဒေါ်လာဆိုင်တွေပါနေတဲ့ဆဲ address တွေကိုကျွန်တော်တို့က absolute address လို့ခေါ်ပါတယ်ဒီဆဲ lock ချတဲ့အကြောင်းတွေကိုသိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel မှာဆဲ address များအကြောင်းဆိုပြီးတော့ playlist နဲ့ video file 3 file တင်ပေးထားပါတယ်အဲ့ဒီမှာပြန်ပြီးတော့လေ့လာပါ control enter ခောက်လိုက်မယ် double click နဲ့ copy ကူးလိုက်မယ် control shift တိုက်ပြီးအဲ့တော့လာပေါင်းလုပ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်အခုလိုဆွဲလိုက်ပါ ဒီနေရာမှာကျွန်တော်တို့ error တက်ပါတယ် F2G နှိပ်ပါဒီအကွက်ဒီကရွေးမသွားအောင်ကျွန်တော်တို့ဒီတခါလေး log ချခဲ့ရမှာဖြစ်တယ်ဒါကြောင့်မို့လို့ F4 F4 အော် log ချတဲ့အကြောင်းအရာတော့ကျွန်တော်ဒီနေရာမှာအသေးစိတ်မရှင်းပြတော့ဘူးเนาะဗီဒီယိုဖိုင်လေးပြန်ကြည့်လိုက်ပါ control shift တိုက်ကီးเนาะအော် sorry เนาะ F4 ကိုတစ်ချက်နှစ်ချက်ဟုတ်ပြီ F4 ကိုတစ်ချက်နှစ်ချက်ဟုတ်ပြီ control enter double click control shift တိုက်ကြီးပြီးရင်တော့ကျွန်တော်အခုလိုမျိုးဆွဲသွားလိုက်မယ်ဒါဆိုရင်တော့အာကျွန်တော်တို့ဒီအာသူ့ကိုကအကုန်လုံးလော့ချလို့မရအောင်เนาะ sorry ဒီနေရာမှာ log တွေမှားနေတယ်အာ fog တစ်ချက်အဲသူက row ပဲလော့ချမှာဖြစ်တယ်ဒါဆိုရင်ကျွန်တော်အခုလိုမျိုးဆွဲလိုက်မယ် control shift တိုက်ကြီးပြီးသွားရင်တော့အခုလိုမျိုးဆွဲသွားလိုက်မယ်ဒါဆိုရင်တော့ m ဆိုတဲ့ argument ဒီလပေါင်း y ဆိုတဲ့ argument ဒီနှစ်ပေါင်း YMD အစွန်းထွက်လဖြစ်တဲ့ MDD အစွန်းထွက်ရက်ဖြစ်ပါတယ်။အဲတော့နော်အော်ကျွန်တော်တို့က dative function နဲ့ဒီ date function တွေ day function တွေ month function တွေ year function တွေဒီအခြေခံအဆင့်မှာအသုံးပြုတည်တင်းတဲ့ function တွေဖြစ်ပါတယ်။ဟောပါပြီအားလုံးပဲကျွန်တော်ရဲ့ video file တွေကိုအချိန်ကုန်ခံပြီးတော့လေ့လာပြီးတာကျေးဇူးတင်တယ်။ exam နဲ့ပတ်သက်တဲ့အခက်အခဲပြည်လည်ကြပါစေ။နောက်ပိုင်း video file တွေမှာကျွန်တော်ပြန်တွေ့ကြမယ်နော်။